မင်္ဂလာပါ The Great Godzilla Terrorma ဖြစ်ပါတယ်တင်းထွက်မနှက်ဖြန်ငွေကြေးကန့်ချင်းတွေကိုဖတ်ကြားပေးပါမယ်မနှက်ဖြန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့เนาะအာကိုပြောရင်ပြောသလိုဖြစ်တတ်တယ်ကိုတောင်းရင်တောင်းသလိုရတတ်တယ်စီးပွားရေးလောကနဲ့ပတ်သက်ပြီးတော့လည်းကိုဆန္ဒရှိတဲ့အတိုင်းဖြစ်တတ်တယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့တော့ငွေကြေးလောကနဲ့ပတ်သက်ပြီးတော့အောင်မြင်ကိန်းလည်းရှိတဲ့အတွက်မနာလိုတဲ့သူလည်းတော်တော်လေးများမဲ့ကိန်းရှိပါတယ်เนาะလုပ်ငန်းကံကံ တူတဲ့သူတွေအနေနဲ့လည်းပေါ့နော်ကိုကိုတိုက်ခိုက်တာမျိုးတွေမနာလိုဝင်တူနောက်ွယ်မှာအတင်းပြင်းပြောတာမျိုးတွေကိုရဲ့ယာရုနေရကနေပြုတ်ကြအောင်လို့စ조사ချင်တာမျိုးတွေရှိနေမယ်ဒါမဲ့ကံကောင်းတဲ့အချက်တစ်ချက်ကပါလဲဆိုရင်သူတို့ဒီကိုကိုပေါ့နော်ကိုလက်ရှိရှိနေတဲ့ယာရုတီနေရကနေပြုတ်ကြသွားအောင်လက်ရှိရှိနေတဲ့ level ကနေနှိမ့်သွားအောင်လို့တော်လက်တွေ့ပေါ့နော်မစွမ်းဆောင်နိုင်ဘူးဆိုတာမျိုးတွေ့ရပါတယ်လက်တွေ့စွမ်းဆောင်နိုင်ခြင်းမရှိပါဘူးတဲ့ နောက်တစ်ခါပါလဲဆိုလို့ရှိရင်မနှက်ဖြာမှာပေါ့နော်တာမိုကြီးပစ္စည်းတွေနော်ရွှေပဲဖြစ်အိမ်မဲဖြစ်ကားပဲဆင်အဲ့လိုမျိုးပေါ့နော်တာမိုကြီးပစ္စည်းတွေဝယ်ယူဖို့အာစီစဉ်ထားတဲ့သူတွေရှိရဆိုရင်ရတတ်တယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ထားတယ်နော်ကိုကိုစီကိုပေါ့နော်ဝင်လာဖို့အတွက်အကြောင်းတရားလေးတွေတွေ့လာတတ်တယ်အာစီးပွားရေး အဲအလောက်ကနေပတ်သက်ပြီးတော့နော်ရဝေးကနေပြီးတော့မမျောလင်းတဲ့သတင်းစကားတွေကြားတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။ယန္တနာပစ္စည်းတွေလည်းဝယ်ယူမဲ့သူတွေဆိုရင်ရလာတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်။အမနက်ပြမှာကံကောင်းခြင်းဟာလမ်းကြောင်းပေါင်းစုံကနေဝင်တတ်တဲ့အတွက်ကြောင့်မလို့အဲ့မှာပေါ့နော်။အော်မထင်မှတ်တဲ့အဆိုးလေးတွေလည်းနည်းနည်းလေးပါတတ်တယ်ဆိုတော့ကိုရွေးချယ်တဲ့အခါမှာတည်တည်ချာချာစဉ်းစားပြီးတော့ရွေးချယ်ဖို့တော့လိုတယ်ဆိုတာမျိုးတွေ့ရတယ်နော်။ တချို့ဆိုလို့ရှိရင်ဘယ်လိုအကြောင်းကိစ္စကြောင့်ငွေကြေးဝင်ငွေဝင်တတ်တယ်လဲဆိုရင်အခြေအခြေအားကိစ္စတွေကြောင့်လည်းငွေကြေးဝင်ငွေဝင်လာခြင်းရှိတယ်ဆိုတာမျိုးတွေ့ရတယ်။အဲမနက်ဖြန်မှာမလုတ်တဲ့အရာကတော့ငွေချေးငှားတာတွေပါတယ်။သိမလုတ်သိအောင်ပေါ့နော်။ငွေချေးငှားတယ်ဆိုလို့ရှိရင်မနက်ဖြန်မှာငွေချေးငှားမှုလို့ရင်အဲ့ဒီငွေကြေးကပျောက်သွားတတ်တယ်။ပြန်ပြီးတော့မရတော့ဘဲနဲ့ပေါ့နော်။ပျောက်ွယ်သွားတတ်တယ်။ယူသွားတဲ့သူကထွက်ပြေးသွားတာမျိုးတို့ပါတော့ ကိုနဲ့ပေါ့နော်အဝေးတနေရာကိုရောက်သွားတာမျိုးတို့ဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်နော်အဲအမျိုးလေးတွေတွေ့ရတယ်ဝန်ထမ်းသမားတွေဆိုလို့ရှိရင်တော့မနှက်ဖြတ်မှာနည်းနည်းလေးအလုံးရှုပ်တတ်တယ်နော်အာဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ site တွေ site တွေတနေရာပြီးတနေရာသွားလို့ပေါ့နော်အာလူပင်မစိတ်ပင်မဖြစ်တာမျိုးလေးကြီးကြုံရတတ်ပါတယ်ဒါဆိုရင်ဒါကသင်းရွက်မနှက်ဖြံငွေချေခံဖြစ်ပါတယ်စီးပွားလက်လာပါများဒီရေလာတို့ပွားကြပါစီ